လာပါဒီနေ့ဗီဒီယိုလေးမှာတော့ယောက်ျားလေးတွေလုံးဝမိမရတဲ့မိန်းကလေးများရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဝီမြပြချင်းတဲ့အကြောင်းအရာလေးကတော့စက်ကိစ္စပြီးတဲ့နောက်မှာအမျိုးသားတွေမိလို့မရတဲ့အမျိုးသမီးတွေမှာရှိတဲ့လက္ခဏာ၃ချက်တိတိပဲဖြစ်ပါတယ်ရှင်ဒီအတွက်အဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အသုံးချမယ်ဆိုရင်အရင်တုန်းကလိုစိတ်ပူစရာတွေမလိုတော့ပဲအရင်ကထက်ပိုပြီးတင်ပါဒနာအပေါ်လွတ်မှုတို့တယောက် ကျင်းဒီပေါက်ဖြစ်လာမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့သဘောကျရင် like ရင် share လေးတောင်းဆိုချင်ပါတယ်။နံပါတ်၁ချက်အနေနဲ့အမျိုးသားကအစိတ်ကူးရင်ထားတဲ့အရာကိုအတိအမှတ်ပြုပြီးတော့လက်လျော့ပေးတော့အမျိုးသမီးတွေလိုပဲအမျိုးသားတွေမှာလည်း sex case နဲ့ပတ်သက်ပြီးတော့အစိတ်ကူးရင်ထားတဲ့အရာတွေရှိကြပါတယ်။နေရာအချိန်စတဲ့အစိတ်ကူးရင်ထားတဲ့အရာတွေကအတိုက်အဆမရှိများပြားလာပါတယ်။အဲ့ဒီ လူမျိုးအမျိုးသားရဲ့စိတ်ကူးကိုပွန်းပွန်းလင်းလင်းတိုက်ပင်ပြီးတော့လက်ရော့ပြီးတဲ့သူတွေကိုအမျိုးသားတွေကလုံးဝမေ့လို့မရပါဘူးဒီနေရာမှာမဖြစ်နိုင်တဲ့မကိုက်ရတဲ့အပြုအမူလေးတွေထီတော့မပါဘူးမပါပါဘူးနော်နံပါတ်၄ချက်အနေနဲ့အမျိုးစုံအောင်လုပ်တတ်တဲ့မိန်းမထက်ခါထက်ခါလုပ်တယ်ဆိုတာအเจ้าမှာစာတင်တဲ့အခါမှာအလွတ်ရဖက်စာအတွက်ပဲကောင်းပါတယ်တစ်ခါလာလဲဒါနှစ်ခါလာလဲဒါအမြဲတမ်းဒါစာလို့ရတာပြင်ဖို့ငင်းဝိဖို့ကောင်းတယ်ဆိုတာ အကြောင်းရင်းကအထက်တလဲလဲလို့နေရလို့ပါဒီလိုပါပဲတူငီတဲ့ပုံစံနဲ့ထက်တလဲလဲဖြစ်နေတဲ့ဆက်ဆက်ဆန်မှုကအကြလီငင်းငွေလာယုံအပြင်မရှိပါဘူးเนาะနေရာနေလန်းဆရာတွေကိုအမြဲတမ်းတူတာအမြဲတမ်းတူတာတွေမလုပ်ပဲနဲ့လုတ်တိုင်းလုတ်တိုင်းမှာတစ်ဖက်အမျိုးသားကတစ်ဖက်ရောင်းလဲမှုကိုခံစားရအောင်လုပ်ပါထက်တလဲလဲလှုပ်လွန်းလို့တခါလာလဲတူပါပြီးရင် ဘာလို့ရောမယ်ဆိုတာကိုအမျိုးသားကအမှန်ကြည့်လို့ရတဲ့တန်းတည်နေလို့ဆက်ဆက်ဆန်ကြီးကအမျိုးသားအတွက်ရင်ခုန်ဖို့ကောင်းမှာမဟုတ်ပါဘူးအမျိုးသားရဲ့စိတ်ထဲမှာသူငောက်ကိုဒီနေ့ရောဘယ်လိုလုပ်ပေးမလဲမသိဘူးသူဘာလို့ရောမယ်မသိဘူးဆိုပြီးတော့တွေးကြည့်ယုံနေတဲ့ရင်ခုန်ဆရာကောင်းအောင်လုပ်ပါဥပမာ position အစ်စ်တွေကိုနေရောက်တာတိုင်ပင်ပြီးတော့စမ်းတက်တာမျိုးကိုပြီးတော့အမျိုးသားတွေလက်နဲ့လုပ်ပေးတာဆိုရင်လည်းဒီလိုပဲ နှမျိုးသုံးမျိုးလောက်ပတ်လုံးမနေပဲနဲ့ဥပမာအနေနဲ့တိတလောက်ဆိုရင်တော့25လောက်ရှိမယ်ဆိုရင် edited ပြတာတွေ ရှိပါလိမ့်မယ်ဒါပေမဲ့ဒါတွေကိုတစ်ခါလာလဲအကုန်အသုံးချလို့မရပါဘူးเนาะအများဆုံးအသုံးချလို့ရမှာက9ခုလောက်ပေါ့เนาะ edit ထဲမှာကိုသုံးမဲ့9ခုလောက်ကိုတေချာငန်ကိုလွာသုံးပြီးတော့ဘေဟာနဲ့ရောပြီးတော့အသုံးချတတ်တဲ့အထီးလုံနိုင်ရင်တော့သူ့ဘာသာသင်ကို လုံးဝလုံးဝမေ့နိုင်မှာမဟုတ်တော့ဘူး ပါဘူးဒီနေရာမှာတခုပြောချင်တာကတချို့တွေကငါတို့ကဒီလိုနဲ့ချစ်ပြီးတော့ဒီလိုနဲ့ဘယ်လက်ထက်ခဲ့တာငါတို့မှလိုအများကြီးနဲ့အတွေ့အကြုံမရှိဘူးလို့ပြောချင်ကြတဲ့သူတွေရှိပါလိမ့်မယ်စိတ်ဆိုးရင်ဆိုးနိုင်ပြီမယ် skill ဆိုတဲ့အရာကအဲ့လိုအရာတွေနဲ့လုံးဝလုံးဝကိုမတက်ဆိုင်ပါဘူးเนาะကိုကကိုရဲ့အုံနောက်ကိုဘလောက်ထိလွာတုံးတက်လဲတဖြစ်လူရဲ့မျက်နှာရိပ်မျက်နှာကလေးကိုကြည့်ပြီးလှုပ်ရှားတက်တယ်လေကိုဘလောက်လိလထားလဲ ေါ့နော်တိလာထားတဲ့အရာကိုဘယ်လောက်ထိပြန်တာတုံးချလဲဘူတက်ဆိုင်ပါတယ်ပေါ့နော်ဟောကကိုဘာလို့ကြည်တာလဲအများစုကစိတ်ပါလာဖို့ကြည်ကြပြီမဲ့ပြီးသွားရင်ကိုယ့်ရဲ့ဆန္ဒပဲပြီးမြောက်သွားရင်အကုန်မိသွားကြတာများပါတယ်ဒါပေမဲ့တည်တည်ချာချာလိလာတဲ့လူတွေကတော့ဘီတူကဘီတူကိုဘယ်နေရာကိုဘယ်လိုလှုပ်လိုက်လို့ဘီတူကဘယ်မျိုးခံစားသွားရလဲဆိုတာကိုတည်ချာပြီးတော့အသေးစိတ်အထိကောင်းထဲမှာတည်ချာမှတ်ထားပြီးတော့ ုပဌနာနဲ့တွေ့တဲ့အချိန်မှာပြန်ပြီးအတုံးချတတ်တဲ့သူမျိုးတွေပါကိုအာနေချက်ကိုကာကွယ်ပြီးသူများကိုအပြစ်တင်တာထက်ကိုအာနေချက်ကိုတိပြီးအာတာချက်ဖြစ်အောင်စူးစမ်းစေခြင်းပါတယ်အမျိုးသားတွေကသူတို့ကိုခံစားချက်အစ်တွေကိုအမြဲပြီးတဲ့အမျိုးသမီးတွေကိုအမြဲရင်ခုံယုံအပြင်းမရှိပါဘူးနော်ပြီးတော့နံပါတ်3ချက်အနေနဲ့လိုချင်တာတွေကိုတောင်းဆိုတတ်တဲ့မိန်းမ ကိုကိုတိုင်ကဥဆောင်ပြီးတော့လိုချင်တာကိုတောင်းဆိုရင်ငါ့ကိုလွယ်တဲ့မိမလို့ထင်သွားမှာဆိုတဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်။ဒါပေမဲ့ကိုကအမြဲဥဆောင်ရမယ်လို့ပြောတာမဟုတ်ပါဘူးနော်။ကိုကအခုပတနာနဲ့အချင်းအတိုင်းအတာတစ်ခုထိရင်းနေပြီးတဲ့အချိန်လေးမှာကိုပါတာကိုကြည်ကျက်လုပ်ပြီးတော့တခါတလေအတုံးချပါလို့ပြောချင်တာပါ။အမျိုးသားတွေကလိန်စစ်ဆန်ရင်ဒီအတိုင်းလေးတစ်ပင်လုံးငင်းနေတတ်တဲ့ မိမချက်စာရင် ကိုချိတ်တာကိုပြောပြီးတော့တောင်းစုတက်တဲ့မိမကပို့ပြီးတော့သူတို့ကိုရင်ခုန်စေပါတယ်လို့ပြောကြပါတယ်။အဲ့ဒီအတွက်ကိုဖြစ်ချင်တာတွေကိုရဲရဲဝင်းဝင်းတောင်းဆိုပါ။အဲ့ရထဲမှာညဉ့်စကားတွေငိုကြပြောပြီးကိုလှုပ်ချင်တာကိုလှုပ်ခိုင်းပြီးအဲ့ဒီချိန်မှာဖြစ်ပေါ်နေတဲ့ကိုယ့်ရဲ့ပုံစံအမှန်ကို ဖော်ပြတတ်တဲ့အမျိုးသမီးဖြစ်ကြည့်လိုက်ပါ။ကျင်းဒီပေါအမျိုးသားတွေကသဘောကျပါတယ်။မြပြတဲ့အမျိုးသားတွေဘလောက်တောင်အတိတ်အတိတ် feeling ကိုလိုချင်လဲဆိုတာတင်တော့ပဲမတိတာပေါ့နော်အဲ့ဒီအတွက်ကြောင်းလောကကြီးမှာဖောက်ပြန်တဲ့အမျိုးသားတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်မိန်းကလေးတွေအနေနဲ့ကိုယ့်ရဲ့ယောက်ျားတွေကိုအမြဲတမ်းပျော်အောင်လုပ်ပေးနေဖို့အကြံပေးချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးပေးတဲ့သူအရောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ် like share subscribe လေးကိုလည်းနှိပ်ပေးပါနော်